ျွန်တော်အခုပြောမယ့်ဗီဒီယိုကလူတိုင်းအတွက်တော့မဟုတ်ဘူးအစကတည်းကဟာ Google Gemini ကိုလမ်းပြန်နေအောင်အသုံးပြုထားတတ်တယ်ဆိုရင်တော့ဒီဗီဒီယိုကိုကြည့်ကြရမလို့ဒီလိုမှမဟုတ်ဘဲနဲ့ AI နည်းပညာကိုအခုမှစလေ့လာမယ်ဒါမှမဟုတ် Google Gemini ကိုအခုမှစပြီးတော့လေ့လာအသုံးပြုမယ်ဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေအတွက်ဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာ Google Gemini နဲ့ပတ်သက်ပြီးတော့အကောင့်ဖွင့်တာနေစပြီးတော့တိတိကျကျလေးအသုံးပြုတတ်တဲ့အထိကျွန်တော်တင်ကြားပြတာပေးသွားမှာဖြစ်တဲ့ကြောင်မလို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါဗီဒီယိုတော့နည်းနည်းရှည်လိမ့်မယ်မိတ်ဆွေအတွက် အချိန်ပေးရကြုံတ်ပါလိမ့်မယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့က Google SEO ကိုအရင်တွားလိုက်မယ် google.com ပေါ့နော်အဲ့ဒါကိုအရင်တွားလိုက်တဲ့ခါကျရင်အဲကျွန်တော်တို့ဒီမှာဒီနားလေးမှာပေါ့နော်ကွန်ပျူတာနဲ့ကြည့်မယ်ဆိုရင်လည်းဒီနားလေးမှာဖုန်းနဲ့ဆိုရင်လည်းဒီနားလေးညာဘက်အပေါ်တောင်းတာလေးမှာရှိတယ်အဲ့ဒီညာနားလေးကိုနှိပ်လိုက်နှိပ်လိုက်ပြီးတဲ့ခါကျရင်ကျွန်တော်တို့ကမတွေ့မလဲဆိုတော့ဒီနားမှာ Gemini ဆိုပြီးတော့တွေ့မယ်အဲ့တော့အဲ့ဒီမှာဒီလို logo လေးကိုတတိထားပါအဲ့ဒီ logo လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ် ဒါကဖုန်းထဲမှာဆိုရင်လည်းပဲကျွန်တော်တို့တွားပြီးတော့ download လုပ်လို့ရတယ် Google Gemini ဆိုပြီးတော့တွားပြီးတော့ download လုပ်လို့ရတယ်အဲ့ဒီနေရာမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီ logo လေးကိုတတိထားပြောင်းထားပါအဲ့တော့ဒီ logo ကလွှဲရင်တော့တခြားဟာတွေ download မလုပ်နဲ့ပေါ့နော်အော်ဟုတ်ပြီ Google Gemini တဲ့ကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဘယ်ကနေစတော့ရမှာလဲဆိုရင်ကျွန်တော်တို့ဒီ Vienna Hamburger Meal ကိုနှိပ်မယ်ကျွန်တော်တို့အခုမှစပြီးတော့ main channel ဆိုရင်ဒီ new chat ကနေတွားပြီးတော့ကျွန်တော်မေးလို့ရတယ်အဲ့မှာတိထားတင်တဲ့အချက်နှစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ Gemini ရဲ့ model တွေရွေးတာ ဒီအပေါ်နားမှာရှိတဲ့2.5 flash နဲ့2.5 pro ဆိုပြီးတော့ရှိတယ်အဲ့ဒါဘာများกว่าလို့လဲဆိုရင်တော့ flash ဆိုရင်တော့ကျွန်တော် limit တွေအများကြီးရတယ် unlimited နီးပါးလောက်ထိဒီ gemini ကိုတွားပြီးတော့မေးလို့ရတယ်ဒါပေမဲ့ pro ဆိုရင်တော့ကျွန်တော်တို့ကတနေ့ကိုမေးခွန်းက10ခွန်း15ခွန်းလောက်ပဲမေးလို့ရတယ်အဲ့တော့ဒီနေရာမှာဘာများกว่าလို့လဲဆိုရင် flash ကကျွန်တော် AI ကနေပြီးတော့တေချာစဉ်းစားတာတွေပါတယ်မပါဘူးကျွန်တော်တို့မေးလိုက်တယ်ချက်ချင်းပြန်ဖြေတယ်တခါနေကြရင်လည်းဒီ flash က အမားတွေပါတာများတတ်တယ်ဒါပေမဲ့2.5 pro ခါကျတော့ကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းကိုသူကတေချာစဉ်းစားတယ်စဉ်းစားပြီးမှပဲဖြေတယ်လိုအပ်တယ်ဆိုရင်အင်တာနက်ကနေပါသူကရှာပြီးတယ်အဲ့လိုလုတဲ့ခါကျတော့ကျွန်တော်2.5 pro ကစည်းပို့ကြည့်တယ်ဒါကြောင့်မလို့ပဲကျွန်တော်တို့ကတနည်းကို limit လေးနဲ့ပဲအတုံးပြလို့ရတယ်ပတ်စံပေးမယ်ဆိုရင်တော့ကျွန်တော်တို့တုံးနေတဲ့ limit ထက်၅ဆ၁၀ဆလောက်ပို့ပြီးတော့အတုံးလို့ရတာပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့တိထားတဲ့ AI model လေးကိုပြောပြတာအထူးသဖြင့် Gemini AI ပေါ့နော် โอเคအဲ့ဆိုရင်ဒီဟာရပါပြီဆိုရင်ကျွန်တော်တို့ကဒီမှာ new chat လေးရှင်းမယ်ပြီးတော့ဒီ new chat ရဲ့ banner လေးမှာကျွန်တော်တို့ temporary chat လေးရှိတယ်အဲ့ဒါကဘာများกว่าလို့လဲဆိုတော့ဒီညာကိုနှိပ်ပြီးတော့ကျွန်တော်တို့မေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ personal အရန်ဆန်တဲ့မေးခွန်းတွေကျွန်တော်တို့စိတ်ခံစားမှုတွေကျွန်တော်တို့မိသားစုတွေနဲ့ဆိုင်တဲ့အားတွေတခြားသူတွေမတိစေချင်တဲ့မေးခွန်းလေးတွေကိုကျွန်တော် AI နဲ့တိုင်ပင်တဲ့အခါကျရင်ကျွန်တော်ဒီ temporary chat လေးကိုတွားပြီးတော့ဖွင့်ထားဖို့လိုပါတယ်အဲ့ဒါမှပဲကျွန်တော်ပြောထားတဲ့စကားတွေကို AI က သူ့ရဲ့ training data တွေမှာအတုံးမချတော့ပါဘူးเนาะပုံမှန်ဆိုရင်ကျွန်တော်တို့က free account တွေဖွင့်လိုက်တိုင်းမှာ AI တော်တော်များများကကျွန်တော်တို့ပြောတဲ့စကားတွေကိုသူ့ရဲ့ AI ပို့ပြီးတော့အဆင်မြင့်လာဖို့အတွက်အတုံးပြကြတယ်ကျွန်တော်တို့ပြောတဲ့စကားတွေဒါ အញ្ញံကို sensitive ဖြစ်မဲ့လူတိမခံခြင်းတဲ့ကိစ္စတွေပါသွားပြီဆိုရင် AI ကလည်းကျွန်တော်ပြောတဲ့စကားတွေကိုသူရဲ့မူရင်းဌာနစီကိုယူသွားပြီးမှဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒါလေးကိုတည်ထားဖို့လိုတယ် temperature ရဲ့အားနည်းချက်ကကြတော့၃ရက်လောက်ပဲဒီ application ထဲမှာသူကပုံမဲ့၃ရက်နေတဲ့ခါကျရင်သူကနေသူ auto delete ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ဒီမှာ jam ဆိုတာတွေ့မယ် jam မှာ story book ဆိုတာလေးတွေ့မယ်ဒီကောင်ခါကျတော့ဗာများกว่าလို့လဲဆိုတော့ကျွန်တော်ဒီမှာမြန်မာလိုပဲဖြစ်ဖြစ်အင်္ဂလိပ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့လိုချင်တဲ့ စာကြောင်းလေးတွေရေးလိုက်တာနဲ့ဒီ AI ကနေပြီးတော့ပုံရောစာရောအပါ story book လေးတွေလုပ်ပေးတာကျွန်တော်စမ်းပြပေးမယ်ကျွန်တော်အနေနဲ့ဒီမြန်မာလိုပဲစာရေးလိုက်ရုံပဲကျွန်တော်ငယ်တုန်းကကတ်တုန်းစောက်တွေငါငါပြီးတော့ကြည့်တယ်လို့ပဲသူကတစ်ဖက်မှာပုံပါမယ်တစ်ဖက်မှာစာပါမယ်ပြီးတော့အတန်ထွက်လဲဖတ်ပေးမယ်ဒီလိုမျိုးတွေလုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့အိမ်မှာကလေးလေးရှိတယ်ဆိုရင်သူတို့ပုံမြင်လေးတွေဖတ်စေချင်တယ် AI နဲ့ဖန်တီးချင်တယ်ဆိုရင်ကျွန်တော်တို့က story book လေးတွေဖွင့်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ story လေးကိုအတူချုပ်ပဲရေးရေးအရှိပဲရေးရေးခိုင်းလိုက်ပြီးတော့ကျွန်တော်တို့ဖန်တီးခိုင်းလိုက်ရတယ်သူဖန်နေပြီးတော့ပုံရောစာရောထုတ်လာပြီးတော့ကျွန်တော်တို့ကလေးလေးကိုဖတ်ပြလို့ရတယ်တခုတော့ရှိတယ်ဒါကတော့နည်းနည်းတော့ကြာတယ်5မိနစ်10မိနစ်တော့ကြာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာခဏထားထားလိုက်မယ်အဲ့တော့ဒီမှာစပြီးတော့သူပြင်ပေးနေပြီပေါ့နော်အဲ့တော့ခဏနေကြရင်ပြန်ဖွင့်ပြပေးမယ် โอเคအဲ့ဒါပြီးတော့ကျွန်တော်ကဒီအောက်မှာရှိတဲ့ jams ကဘာများလဲဆိုတာကိုပြပေးမယ်အဲ့တော့ jam ဆိုတာတကယ်တမ်းကတော့ Google မှာပဲ အခမဲ့ရတဲ့အစင်မြင့် AI feature တခုလို့ပြောလို့ရမယ်အဲ့ဒါဘာများกว่าလို့လဲဆိုတော့ဒီ jams ကိုအတုံးပြုပြီးတော့ကျွန်တော်တို့က AI ကိုကျွန်တော်တို့စိတ်တိုင်းချဖန်တီးလို့ရတယ်ဥပမာကျွန်တော်တို့ကစီးပွားရေးအတွက်ပဲတုံးမလားပညာရေးအတွက်ပဲတုံးမလားကျန်းမာရေးအတွက်ပဲတုံးမလားဒီ jam မှာတွားပြီးတော့လိုချင်တဲ့ပုံစံမျိုးကိုဖန်တီးထားလိုက်မယ်ဆိုရင် AI ကနောက်ပိုင်းကျွန်တော်တို့လိုချင်တဲ့အဖြေတွေကိုရအောင်လုပ်ပေးနိုင်တယ်အဲ့တော့ကျွန်တော်နမူနာလေးလုပ်ပြပေးမယ် ဲ့တော့ကျွန်တော်ဒီမှာ AI ကိုဒါနာမည်ပေးလိုက်မယ်ပြီးတော့ instruction မှာကျွန်တော်မြန်မာလိုပဲရေးတယ်အဲ့တော့အင်္ဂလိပ်လိုပဲရေးမြန်မာလိုပဲရေးကိစ္စမရှိဘူးအခုနောက်ပိုင်း Gemini ကဒါမြန်မာလိုလည်းတော်တော်လေးနားလည်နိုင်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့က ဂျမ်စဲမှာမှကျွန်တော်တို့ဆရာဝန်တယောက်အနေနဲ့ဖန်တီးလိုက်တယ်ပြီးရင်ကျွန်တော်တို့မြန်မာလို AI ကိုဘာလို့ရမလဲဆိုတာကိုသူ့ကို instruction ပေးလိုက်တယ် instruction ပေးပြီးတဲ့အခါကျရင်ကျွန်တော်တို့အကြောင်းကိုလည်းပြောပြထားလိုက်တယ်အဲ့တော့ဒီတက်ပို့ပြီးတော့မများပြပြစုံစုံပြောနိုင်နေဆိုရင်ကောင်းနေပေါ့နော်အဲ့ဒါလေးပြောမယ်ပြောပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဆေးရုံမှတ်တမ်းတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဒီ CYA အတွက်တုံးမဲ့ဆိုရင်လည်း CYA data တွေပဲဖြစ်ဖြစ်ဒီတွဲမှာ upload လုပ်ထားပေါ့နော်အဲ့လိုလုပ်ထားပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာ save လုပ်ထားလိုက်မယ် ရိုးရိုးတာမန်ဒီရိုးရိုးတာမန်ချက်မှာတွားပြောတာနဲ့ဒီမှာတွားပြောတာနဲ့ဘာများกว่าလို့လဲပေါ့เนาะကျွန်တော်ရှင်းပြပေးကြည့်ကြည့်မယ်အဲ့တော့ရိုးရိုးတာမန်ချက်မှာရိုးရိုးတာမန်ချက်မှာကျွန်တော်ကတုတ်ပွေးမိရင်စေးထိုးမပြောက်တာလားဆိုတာတွားမိတယ်အဲ့တော့အဲ့လိုမျိုးခါကြရင်တေချာလေးရှင်းပြပေးတယ်တို့ရင်းတို့ရှင်းလေးလဲဂျာရိုးရိုးတာမန်အနေနဲ့ရှင်းပြပေးတယ်အဲ့တော့ကျွန်တော်တို့က GP ဒေါက်တာကိုတွားမိကြည့်မယ်ဂျမ်စ်ထဲမှာပေါ့เนาะအဲ့တော့တွားမိတဲ့ခါကြရင်သူဘယ်လိုဖြေမလဲ အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကနည်းနည်းပို့ပြီးတော့လုံရင်းတူရှင်းဆိုတာထပ်ပို့ပြီးတော့တတိယပို့ပြီးတော့ဖြည့်ပေးတယ်။ရိုးတာမန် new chat မှာတွားပြီးတော့ဖွင့်မေးလိုက်မယ်ဆိုရင်တို့ကတခြားလူတွေကိုဖြည့်တယ်လို့ပဲပေါ့ပေါ့ပါလေးနဲ့ဖြည့်သွားတာမျိုးတွေရှိမယ်။အဲ့တော့မှကျွန်တော်တို့ထပ်မေးချင်တယ်ဆိုရင်သူကဖြည့်ပေးပါမယ်။ဒါပေမဲ့ GP doctor မှာတွားပြီးတော့ကျွန်တော်တို့က chance မှာတွားပြီးတော့မေးလိုက်တဲ့အခါကျရင်သူပြောတဲ့ဟာလေးတွေကပို့ပြီးတော့ကျွန်တော်တို့နဲ့ပို့ပြီးတော့စိုင်လာတယ်။ဥပမာဒီမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့တွေးတိုးရှိနေတဲ့အကြောင်းကိုသူကတေချာသိသွားတယ်။အဲ့တော့ဒီမှာ ်တွေးတိုးအခန့်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပို့ပြီးတော့ view site ဖို့လိုတယ်ဆိုတာကိုလည်းသူကတေချာပြောသွားတယ်။ရိုးရိုးတာမန် AI နေတဲ့အခါကျတော့ကျွန်တော်တို့မတည်ဘူး။ဒါပေမဲ့ကျွန်တော်တို့ Jan မှာကျွန်တော်တို့အကြောင်းလည်းတေချာပြောထားမယ်။သူ့ကိုလည်းတာဝန်တေချာပေးထားမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးကိုတတိကျပို့ပြီးတော့ဖြည့်နိုင်တယ်။ဒါကကျမ်းမာရေးတစ်ခုနဲ့မကအောင်ကျွန်တော်စီးပွားရေးတွေမှာလည်းတုံးလို့ရတယ်။ပညာရေးတွေမှာလည်းတုံးလို့ရတယ်။ကျွန်တော်တို့စဉ်းစားပြီးတော့အတုံးချနိုင်ရင်အတုံးချတယ်လို့ကျွန်တော်တို့အတွက်အများကြီးအကျိုးရှိတယ်။ဒါက Google Gemini မှာအခါမဲ့ အစင်မြင့် feature တစ်ခုကျွန်တော် ChatGPT မှာဒီလိုမျိုး feature အတုံးပြုချင်တယ်ဆိုရင်တစ်လောက်ဒေါ်လာ20ပေးမှပဲရတာဒါက Gemini မှာအခမဲ့ရတဲ့ feature တစ်ခုအတုံးချကြည့်ပါတော်တော်လေးအကျိုးရှိတယ်ကျွန်တော်ကတော့နေ့တိုင်းတုံးတယ်အဲ့တော့အဲ့ဒီ Gems ပြီးတဲ့ခါကျရင်အောက်မှာ reason ဆိုတာကကျွန်တော်တို့အရင်တုန်းကပြောထားတဲ့ conversation တွေစကားတွေကိုသူကဒီမှာတွားပြီးတော့ပြန်ရှာလို့ရတယ် Okay setting ထဲကိုတွားလိုက်အောင် setting ထဲမှာကျွန်တော်တို့ပထမဆုံးတွေ့ရမှာ activity activity ကတော့ဘာများกว่าလို့လဲဘာများလို့အဲ့လိုလဲဆိုတော့အကယ်၍ဒီနေရာမှာတွားပြီးတော့ ခလုတ်ဖွင့်ထားမယ်အွန်ထားမယ်ဆိုရင်ကျွန်တော်တို့ပြောရမျှစကားတွေအားလုံးကို AI ကမှတ်ထားမယ်နောက်တစ်ချိန်ပြန်ဖြည့်တဲ့အခါကျရင်ကျွန်တော်တို့အတွက်ပိုကောင်းတဲ့အဖြေတွေရမယ်ဒါပေမဲ့ side effect အားနည်းချက်အနေနဲ့ကျွန်တော်တို့ပြောတဲ့စကားတွေကို AI training ထဲမှာပါသွားလိမ့်မယ်အဲ့တော့ ကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဘူးအကယ်၍ကျွန်တော်တို့က AI ကိုလူတိမခန့်ခြင်းနဲ့အကြောင်းအရာတွေကိုပြောနေကြဆိုရင်တော့ဒီနေရာမှာခလုတ်ပိတ်ထားပေးတာကပို့ပြီးတော့ကောင်းလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ပြောနေတဲ့စကားတွေကကိစ္စမရှိဘူးဟောကျွန်တော်တို့အတွက်လည်းတိုးတက်မယ် AI ကို training လုပ်ဖို့အတွက်လည်းအထောက်အပံ့ဖြစ်မယ်ဆိုရင်တော့ဒါဒီတိုင်းလေးပဲထားလိုက်ရုံပဲပုံမှန်ဆိုရင်အကောင့်တစ်ခုရပြီဆိုတာ ਨੇ ဒါက automatic on ထားပြီးဒါပွင့်ထားပြီးဒါပဲเนาะ အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီမှာဒီအောက်နားမှာခါကြတော့ဒီဂျမ်မတိုင်းမှာတွားပြောထားတဲ့အချက်တွေအားလုံးကိုဒါအော်တိုဒလိလောက်ခိုင်းလို့ရတယ်ဥမာ၃လအတွင်းဒလိလောက်မလားဒါတစ်နှစ်ခွဲလောက်မလားဒါမှမဟုတ်၃နှစ်လောက်ထားမလားဒါတွေကိုကျွန်တော်တို့ကအော်တိုဒလိလောက်ထားလိုက်လို့ရတယ်အကယ်၍အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့ဒီအရင်တော့ပြောထားတဲ့စကားတွေအကုန်လုံးကိုခြံထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒီမှာ သွားပြီးတော့ auto delete မလုပ်နဲ့ပေါ့နော်ပိတ်ထားလိုက်လို့ရတယ်အဲ့ဒါပြီးတော့ဒီအောက်မှာခါကြတော့ကျွန်တော်တို့အရင်တော့ပြောထားတဲ့ဇကားတွေကိုဒီအောက်မှာတွားပြီးတော့မှတ်ထားပြီးရဲအဲ့ဒါတွေကိုကျွန်တော်တို့ဖြတ်မယ်ဆိုရင်လည်းပဲဒီနေရာမှာတွားပြီးတော့ဖြတ်လိုက်ရုံပဲပေါ့နော် okay delete လောက်လိုက်ရုံပဲဒါပဲအဲ့တော့အခုပြောသွားတာကကျွန်တော်တို့ activity ကိုပြောတာဒီမှာ save info save info ကဘာများလဲဆိုတော့ကျွန်တော်တို့ရဲ့အကြောင်းတွေကို AI ကိုအသေးစိတ်ပြောထားတာအဲ့တော့ခုနကတော့ jams နဲ့ bar กว่าလေးပေါ့เนาะ jams ကကြတော့ကျွန်တော်တို့ကင်နေတဲ့ project တစ်ခုချင်းစီပုံမှာတွားပြီးတော့တက်မှတ်ထားလို့ရတယ်။ဥပမာကျမ်းမာရေးဆိုလည်းကျမ်းမာရေး၊ပညာရေးဆိုလည်းပညာရေး၊စီးပွားရေးဆိုလည်းစီးပွားရေး။ဒါမှမဟုတ်လည်းကျွန်တော်တို့အလုံးမှာကျွန်တော်တို့တာဝန်ယူထားတဲ့ project ပုံမှာမူတည်ပြီးတော့ project တစ်ခုချင်းစီလိုက် jams ကိုတွားပြီးတော့ရွေးချယ်လိုက်လို့ရတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ save info ထဲမှာတွားပြီးတော့ကျွန်တော်တို့အကြောင်းလေးကိုပြောထားလိုက်မယ်ဆိုရင်ဒီ AI တစ်ခုလုံးဖြည့်တဲ့ဟာတွေက ကျွန်တော်တို့ information မှာပြောထားတဲ့ဟာတွေပေါ်မှာမူတည်ပြီးတော့ဖြေပေးမယ်။ဒီ AI ကိုကိုကြီးပဲအတုံးပြုမယ်ဆိုရင်တော့ကောင်းတယ်။တပြည့်ပြည့်နဲ့ तू ကကျွန်တော်တို့ရဲ့အကြောင်းအရာတွေကို तू ကတေချာလေးလမ်းလောက်သွားမယ်။ကျွန်တော်တို့အကြောင်းကိုပို့ပြီးတော့တိလာမယ်။ဒါပေမဲ့ခုနကတော့ကျွန်တော်တို့ပြောခဲ့တဲ့ activity ကိုတော့ on ထားလိုက်ဖို့တော့လိုတယ်။ Okay နော်။အဲ့တော့ save info မှာကောင်းကောင်းလေးအတုံးချတတ်မယ်ဆိုရင်ကျွန်တော်တို့အတွက်အများကြီးအကျိုးရှိနိုင်တယ် now တခုကကျွန်တော်တို့ apps တွေ apps တွေကဘာလဲဆိုတော့ဒီကောင်ခါကျတော့ ဒီညကိုတွားပြီးတော့ on ထားလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ Google account နဲ့တုံးနေရ YouTube တွေ Gmail တွေ Google Calendar တွေ Google Drive တွေကဒီ Gemini ကနေပြီးတော့ဓာတ်ရိုက်ဝင်ကြည့်လို့ရအောင်အဲ့တော့ဘာများကောင်းလို့လဲဆိုတော့အခုလက်ရှိအချိန်မှာတော့ကျွန်တော်တုံးကြည့်တော့ကတော့အရင်တူတူတူတော့မဟုတ်ဘူးအဲကိုယ့်ရဲ့ Gmail แท้ကိုဘယ်သူတွေစာလာပို့ထားတယ်ဆိုတာကိုတော့ကျွန်တော်တီးလို့ရတယ်ဒါပေမဲ့အဲ့နောက်အဆင့်ခါကျတော့ကျွန်တော်တို့ Gmail ကိုပဲဓာတ်ရိုက်တွားပြီးတော့ဖွင့်ဖက်လိုက်မှာပေါ့နော်ဒီ ဂျမနာကနေပြီးတော့တခါတည်းအော်တိုစာပြန်ပို့ပေးပါလို့လက်ရှိအချိန်ကြီးတော့ခိုင်းလို့မရသေးဘူးဒါပေမဲ့နောက်တစ်ချိန်မှာတော့ဖြစ်လာနိုင်တယ်ဒါကကျွန်တော်တို့ရဲ့ app feature ပေါ့နော်နောက်တစ်ခုက public link ဒါတွေကကျတော့ကျွန်တော်တို့ပြောနေတဲ့စကားတွေကိုဒါဂျမနိုင်းနဲ့ပြောနေတဲ့စကားတွေကို channel တကယ်ချင်းမိတ်ဆွေတွေကိုပြန်ပြီးတော့မျှဝေခြင်းနဲ့ပြန်ပြီးတော့မြင်စေခြင်းနဲ့ဆိုရင်အဲ့ဒီ chat တွေထဲမှာကျွန်တော်တို့ link လေးတွေတွား share လို့ like လို့ရတယ်အဲ့တော့အဲ့မှာအဲ့ဒီ link လေးတွေ share လိုက်တဲ့အခါကျရင် public link ဖြစ်သွားတယ်။ public link ဖြစ်သွားတဲ့အခါကျရင်အခက်မတင်ရင်ကျွန်တော်တို့က ဒီ privacy တွေပါတယ်ရှိတဲ့အခါကျတော့24နာရီလောက်နေတဲ့အခါကျရင်ကျွန်တော်တို့ကဒီ link ကိုပြန်ပြီးတော့ဖြုတ်ချင်တယ်ပေါ့နော်ပြန်ပြီးတော့ဖြုတ်ချင်တယ်ဆိုရင်ဒီနေရာမှာတွားပြီးတော့ဖြုတ်ချလိုက်ရုံပဲကျွန်တော် public link တွေကိုတွားပြီးတော့ delete လုပ်လိုက်ရုံပဲပေါ့နော်အဲ့ဒါပြီးတော့ဒါဒီ teams ကကျတော့အလင်းလားအမောင်လားယူလိုက်ရုံပဲပြီးရင်ဒါကတော့ကျွန်တော် view subscription ကကျတော့ကျွန်တော်ပတ်စံပေးပြီးတော့တုံးမယ်ဆိုရင်ဒီနားနေတွားပါပေါ့နော် အဲ့တော့အဲ့ဆိုရင်ကျွန်တော်တို့ဒီဘက်မှာရှိတဲ့အချက်လေးတွေတော်တော်များများပြောပြပါပြီ။ AI model အကြောင်းကိုလည်းပြောထားပြီးပြီဆိုရင်ကျွန်တော်တို့အပောင်းကလုတ်လေးကိုနှိမ့်လိုက်မယ်ဆိုရင်ဖုန်းထဲမှာရှိတဲ့ကျွန်တော်တို့ကွန်ပျူတာထဲမှာရှိတဲ့ဒီစာအုပ်တွေကိုဒီနေရာမှာ upload လုပ်ပြီးတော့ကျွန်တော်မြန်မာဘာသာပြန်ခိုင်းလို့ရတယ်။ဒါမှမဟုတ်လေစာအုပ်ကိုအနှစ်ချုပ်ပြန်ခိုင်းလို့ရတယ်။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ Google Drive ထဲမှာရှိတဲ့ ဒီအချက်လက်တွေကိုကျွန်တော်တို့က AI နဲ့ပြန်ပြီးတော့ဆွေးနွေးခြင်းနဲ့ဆိုရင်လည်းပဲဒီနေရာကနေတွားပြီးတော့ကျွန်တော်တို့ခေါ်လိုက်လို့ရတယ်ခေါ်လိုက်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ကအဲ့ဒီ file နဲ့မြန်မာလိုပဲပြန်ပြီးတော့ AC ပြောလို့ရတယ်နောက်တစ်ခုက tools tools တဲ့မှာကကျွန်တော်ကျွန်တော်တို့ဒီမှာ၄ခုပါတယ်ဒါ free account တွေမှာပတ်စံပေးတော့မယ်ဆိုရင်တော့ data ပို့ပြီးတော့ပါတယ်အဲ့တော့ deep research ရှိမယ် create image ရှိမယ် canvas ရှိမယ် guided learning ရှိမယ်အဲ့တော့ deep research ကကျတော့ဘာအတွက်ကောင်းလဲဆိုတော့ကျွန်တော်တို့ပညာရတစ်ခုကိုလေ့လာခြင်းနဲ့နှစ်နိုင်ချွတ်ချွတ်လေ့လာခြင်းနဲ့ဆိုရင် deep research ကိုတွားပြီးတော့ ဖွင့်ပြီးတော့တုံးကြည့်လိုက်ဥမာကျွန်တော်တို့ကကျွန်တော်တို့အိမ်မှာမိဘတွေထဲမှာတယောက်ကနှလုံးသွေးကြောချင်းယောဂါရှိနေတယ်ကျွန်တော်တို့ကတေချာလေးတိကျနေဆိုရင်ဒီဂျမနာရဲ့ D research ကိုဖွင့်ပြီးတော့ဒီဒီနေရာမှာတွားပြီးတော့နှလုံးသွေးကြောချင်းယောဂါအကြောင်းပေါ့နော်နောက်ဆုံးထွက်ထားတဲ့ treatment တွေနောက်ဆုံးထွက်ထားတဲ့ကုသနည်းတွေကို2014 2015မှာထွက်ထားတဲ့ဟာတွေကိုတေချာလေးလေ့လာပေးပါပြီးရင်မြန်မာလိုပြန်တော်ပေးပါဆိုပြီးတော့တွားရှာခိုင်းလို့ရတယ်အဲ့တော့9မိနစ်လောက်တော့စောင့်ရတတ်တယ်ဒါပေမဲ့ ပြန်ဖြေလာပြီးတဲ့အဖြေကယူယိုတာမန် AI ကဖြေတဲ့အဖြေထက်ပိုပြီးတော့ပြည့်စုံတယ်ပိုပြီးတော့တိကျတယ်ဒီ research လေးကိုအတုံးချကြည့်ကြည့်ပါတော်တော်လေးကိုအကျိုးရှိရဲ့ကျွန်တော်ကျမ်းမာရေးတဲ့မကဘူးပညာရေးစီးပွားရေးလူမှုရေးတွေမှာဘောင်းစုံမှာတိကျတုံးလို့ရတယ်နောက်တစ်ခုကတော့ create image ဒီဟာကတော့မိတ်ဆွေတွေနဲ့အတွေ့အကြုံရှိပြီးတော့ဖြစ်ရင်ဖြစ်နိုင်မယ်ကျွန်တော်တို့ဒီမှာ ဒီ create image မှာတွားပြီးတော့နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်တို့မြန်မာလိုပဲမြန်မာမိန်းကလေးတယောက်ကိုဖိုးထုတ်ပေးပါမြန်မာကလေးတွေမြန်မာမိသားစုတွေအကြောင်းပုံလေးတွေထုတ်ပေးပါဆိုပြီးတော့တွားပြီးတော့မြန်မာလိုရိုက်လိုက်တာ ਨੇ တွား AI ကနေပြီးတော့ပုံကောင်းကောင်းလေးတွေထုတ်ပေးလိမ့်မယ် Okay အဲ့ဒါပြီးတော့ကျွန်တော်က canvas canvas ဆိုတာဘာများ กว่าလို့လဲဆိုရင်ဒီ canvas ကကြတော့ AI ကို website တွေစောင့်ခိုင်းမယ်ဒါမို့ application တွေရေးထိုင်းမယ်ဆိုရင် canvas ကိုတွားပြီးတော့ online လို့ရတယ်အဲ့ဒါဆိုရင် AI ကကျွန်တော်တို့တော့ website တွေစောင့်ရင်တခါတည်းတန်းပြီးတော့ပေါ်တတ်တယ်အဲ့တော့ကျွန်တော်ဒီမှာ website တခုစောင့်ခိုင်းကြည့်ကြည့်မယ်အဲ့တော့တွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ကုန်တယ်နေပါတယ်အရင်နားလဲစရာတော့မလိုဘူးအဲ့တော့ဒီလိုပြောလိုက်လို့ကျွန်တော်တို့ AI ကိုအတုံးချတတ်တယ်ဆိုရင်ကုန်တယ်ကလုံးဝအလကားပါကွာလို့ပြောချင်တာမဟုတ်ဘူးကျွန်တော်တို့က website ကိုအရန်ကိုအစင်မြင်တဲ့ website တွေ enterprise grade website တွေစောင့်မယ်ဒါမှမဟုတ်အရန်ကို complex ဖြစ်မယ်အရန်ကိုရှုပ်ထွေးလွန်းတဲ့ website တွေတည်ဆောက်မယ်ဆိုရင်တော့ developer တွေလိုလာနိုင်တယ်ဒါမှမဟုတ်ကျွန်တော်က website ကို user တွေအရန်အများကြီးလာတုံးကြတယ်ဆိုရင်လည်းပဲကျွန်တော် developer တွေလိုလာနိုင်တယ်အဲ့တော့ဒီမှာကျွန်တော်က portfolio ပေါ့နော်ကျွန်တော်ရဲ့အကြောင်းကိုပြောပြနိုင်တဲ့ website တစ်ခုကိုစောင့်မယ်ဆိုရင်နမူနာအနေနဲ့ကျွန်တော်စာလေးတစ်ကြောင်းလောက်ပဲရေးလိုက်တယ်နော်အဲ့တော့ဒီ website တစ်ခုတည်ဆောက်ပြပါဆိုပြီးတော့ကျွန်တော်ရေးလိုက်တဲ့အချိန်မှာတူပတ်နေပြီးတော့ AI နေပြီးတော့ coding တွေလုပ်တယ်လုပ်ပြီးတော့ ကျွန်တော်တို့ဒီမှာ website တွေတကူစောက်ပေးရဲ့အဲ့တော့ဒါလေးကိုကြည့်ကြည့်လိုက်ကျွန်တော်တို့အလွယ်တကူတောင်လုတ်ဖို့မလွယ်ဘူးဒီမှာဆိုရင်တို့နာမည်တွေပါမယ်အဲပြီးရင်ဘာအလုပ်လုပ်လဲဆိုတာပါမယ်ကျွန်တော်တို့ပုံတွေထည့်လို့ရမယ်ပြီးရင်ကျွန်တော်တို့အကြောင်းတွေကိုတို့ကရေးပေးတယ်အမျိုးမျိုးရေးပေးထားတယ်အကဲကျွန်တော်တို့ကဒါကို background ကိုပြောင်းချင်တယ်ဆိုရင်လည်းအရန်မခက်ဘူးအဲ့ဒါတွေကိုအဲကျွန်တော်တို့ဒီနားနေပြီးတော့တွားပြီးတော့မြန်မာလိုပဲရေးလိုက်မယ်ပေါ့နော် အဲ့တော့ကျွန်တော်ဒီမှာစာရေးလိုက်မယ်ပေါ့နော်မြန်မာလိုပဲရေးလိုက်တော့တယ် DR ကိုတွား AI နဲ့ပြီးတော့ကျွန်တော်ကုတ်တင်လုပ်နေမှာပေါ့နော်ကျွန်တော်အရင်နားမလည်ဘူးဆိုရင်လည်းကျွန်တော်ကဒီမှာမြန်မာလိုပဲခိုင်းလိုက်ရုံပဲအကဲကုတ်တင်နားလဲရဆိုရင်တော့ကိုယ့်ကိုဝင်ပြောင်းပေါ့ကျွန်တော်ကရိုးရိုးတာမန်မေးခွန်းလေးမေးတာမဟုတ်ဘူးကျွန်တော်အရင်တော့ကတော်တော်လေးကိုမလွယ်ကူခဲ့တဲ့အလုပ်တစ်ခုကိုလုပ်ခိုင်းနေတာဖြစ်တဲ့တကြောင်မလို့အရင်ကအချိန်ယူတယ်အဝိုင်းလေနေတယ်ခဏလေးတော့စောင့်မေးကျွန်တော်မိနစ်ပိုင်းအတွင်းမဲ့တော့10မိနစ်လောက်တော့မကြာဘူး ဒီမှာကြည့်ပါဦးကျွန်တော်ကျွန်တော်မြန်မာလိုပဲပြောလိုက်တယ်မြန်မာလိုပြောတာလည်းသူနားလေတယ်အဲ့တော့ကျွန်တော် website ရဲ့နောက်ခံကိုကျွန်တော်အဖြူအောင်ပြောင်းပေးလိုက်တယ်ခုနကတော့ပေါ်လာတာကအမဲရောင်နေနဲ့ဒါကျွန်တော်တို့ကအမဲရောင်နောက်ခံလောက်ပါဆိုတော့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ဒီမှာကျွန်တော်တို့လိုချင်တဲ့ပုံစံလေးကိုဒီဘက်မှာရေးလိုက်ရုံပဲအဲ့ဒါဆိုရင်တော့ရောက်ပါတယ်အဲ့တော့ဒါကဘာရဲ့ feature လဲဆိုတော့ canvas ရဲ့အားတာချက်တခုတော့ရှိတယ် canvas ကိုတုံးမယ်ဆိုရင်တော့ကျွန်တော် Gemini 2.5 Pro တွားပြီးတော့ on လေးရမယ် ဲ့တော့2 by 5 pro ကတနေ့ကမှမိခိုး9ခု10ခုလောက်ပဲပြောလို့ရတာဆိုတော့ကျွန်တော်တို့ကစိတ်ရှည်လက်ရှည်နဲ့တော့ဒီ website တကူကိုတည်ဆောက်မယ်ဆိုရင်တော့လုပ်လို့ရတယ်။ဒါပေမဲ့ပတ်စံပေးတော့မယ်ဆိုရင်တော့ဇက်တိုက်တောက်ချောက်ပြောလာလို့ရတယ်။အဲ့တော့ကျွန်တော်တို့ကဒီ canvas ကိုဖွင့်ပြီးတော့ yoyo taman application တွေ yoyo taman website တွေလောက်ကိုတော့ကျွန်တော်တို့အလွယ်တကူစာရေးပြီးတော့တည်ဆောက်လို့ရတယ်။အရင်မကတ်ခဲ့တော့ โอเคနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါ guide land နဲ့ရှိခဲ့ guide land နဲ့ခါကြတော့ရိုးရိုးတာမန်မေကွန်တွားမိတာနဲ့မတူဘူး guide land နဲ့မပါဘဲနဲ့ရိုးရိုးတာမန်မေကွန်တွားမိမယ်ပေါ့နော်ကျွန်တော်ခုနကတော့ကျွန်တော်တို့ကထားပါတော့ကျွန်တော်ကြောက်ကအကြောင်းလေးလာတယ်ပဲထားပါတော့တော့ဒီဂျမန်တော့တွားပြီးတော့မိလိုက်တဲ့ခါကျရင်ကြောက်ကဘယ်လိုလုပ်လို့လဲဆိုပြီးတော့သူကဖြည့်ပေးတယ်မေးလိုက်တယ်သူပြောလိုက်တဲ့အဖြေကလုံးဝတဲ့ပဲဖြည့်လိုက်တယ်ဟုတ်ပြီနော်အဲသူကကြောက်ကကဘာအလုပ်လုပ်နေလို့လဲဘယ်လိုတွေလုပ်လဲဆိုတာသူကတေချာဖြည့်လိုက်တယ် โอเคအဲ့ဆိုရင်ကျွန်တော်တို့ကအဲ့လိုမဟုတ်ပဲねကျွန်တော်က guide land နဲ့ online မှာပေါ့နော် guide land နဲ့အဲကျွန်တော်တို့ new chat ကိုဖွင့်လိုက်မှာပေါ့နော် new chat ကိုဖွင့်လိုက်ပြီးတော့ guide land နဲ့တွားပြီးတော့6ကွက်ကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုကျွန်တော်မေးကြည့်လိုက်မယ်အဲ့တော့နည်းနည်းလေးတော့စောင့်တော့စောင့်ရတတ်တယ်ဒါပေမဲ့အဖြေတွေကမတူတော့ဘူးဘာများกว่าလို့လဲဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်အဲ့တော့ तू ကဆရာတယောက်ရှင်းပြနေလို့ပဲခံစားလိုက်မယ်အဲ့တော့ဒီမှာဆိုရင် तू စကားပြောလေးနဲ့ပြန်ပြောတယ်စပြီးတော့လေ့လာမယ်ဆိုရင်ဘယ်ကနေစပြီးတော့ဆွေးနွေးခြင်းလဲ โอเคจောက်ကက်ရဲ့အခြေခံကနေတွားမလားတွေးထဲကအညစ်အကြေးတွေကနေတွားမလားဒါပေမဲ့စီးဘလို့ဖြစ်ပေါ်လာလဲဆိုတာတွားမလားโอเค3ကနေတွားမယ်ပေါ့เนาะ3ကနေအဲ့တော့ဒါ guide line နဲ့เนาะ guide line နဲ့ down flow ကိုပြန်ပြီးတော့ရှင်းပြတယ်အဲ့ဒီကနေဆက်ဆက်ပြီးတော့ဟိုက single single နဲ့ကျွန်တော်တို့ရဲ့ဒီဘူးဒူရာတွေကိုပို့ပြီးတော့တိုးတက်သွားအောင် guide line နဲ့ကကုညီပေးတာရိုးတာမန်ဖြေတာနဲ့မတူရိုးတာမန်ဖြေတာကကျွန်တော်မေးလိုက်တယ်ပြီးရင်တွားဖြေလာတယ်ဒါပဲဘာမှ follow up question တွေပါနေမရှိဘူးကျွန်တော်တို့ပို့ပြီးတော့တိအောင်သူ train ပေးထားတာမဟုတ်ဘူးသူကကျွန်တော်တို့မေးတယ်သူကဖြေတယ်ဒါပဲအဲ့တော့ guided learning ကကျွန်တော်ဘာများกว่าလို့လဲဆိုတော့ကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းတွေပေါ်မှာ multi ပြီးတော့နောက်ထပ်ပို့ပြီးတော့တိတက်တဲ့ဟာလေးတွေကိုသူကပြန်ပြီးတော့မေးခွန်းထုတ်လိုက်တယ်เนาะပြန်ပြီးတော့မေးခွန်းထုတ်လိုက်တယ်အဲ့ဒီမေးခွန်းလေးတွေကိုကျွန်တော်တို့ကအဲအဲ့ဒီဟာပေါ်မှာ multi ပြီးတော့ကျွန်တော်တို့ကရွေးရွေးပြီးတော့ပြန်ပြောလိုက်တဲ့အခါကျရင်ကျွန်တော်တို့ရဲ့ဘူးဒုဒတာတွေကပို့ပြီးတော့တိုးတက်လာတယ်တနည်းအားဖြင့်ကျွန်တော်တို့က passive learning မဟုတ်တော့ active learning ဖြစ်သွားတယ် အတက်လန်နဲ့ဖြစ်တဲ့အကြောင်းကျွန်တော်တို့ရဲ့အုံနောက်ကပို့ပြီးတော့မှတ်မိတယ်ဒါက Google Gemini မှာအကောင်းဆုံး feature တစ်ခုလို့ပြောလို့ရမယ်အဲ့တော့ဒါဆိုရင်ကျွန်တော် Google Gemini နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုပြောခဲ့ပြီးဒါဒီကနေအစလိုက်တာဆိုရင်တော်တော်များများပြီးွားပြီပေါ့နော်တော်တော်များပြီးွားပြီဆိုတော့ဒီပေါ်အခါကျတော့ကျွန်တော်ပတ်စံပေးရင်တော့ upgrade လုပ်ပေါ့နော်ဒီပေါ်အခါကျတော့ကျွန်တော် account တွေပါတွေ chain တဲ့အခါကျရင်တော့နှိရတဲ့ခလုတ်ပေါ့နော်အဲ့တော့အရန်ကြီးတော့ခက်ခက်ခက်ရှုပ်ရှုပ်တွေမဟုတ်ဘူး Gemini ကအတုံးချတတ်တယ်ဆိုရင်အများကြီးအကျိုးရှိတယ် မေးတော့မလို့ကျွန်တော်ခုနကတော့ story book ထဲမှာကျွန်တော်မပူကျွန်တဲ့ခုငယ်အကြောင်းကိုကျွန်တော်ပြောခဲ့တာရှိတယ်။အဲ့ဒါလေးကအခုဘလို့ဖြစ်နေလဲဆိုတာတွားကြည့်အောင်ဒီမှာဆိုရင်အဲတို့ကနေပြီးတော့ဖန်တီးထားပြီးတယ်ကလေးလေးတွေအတွက်ဆိုပြီးတော့ဖန်တီးထားပြီးတယ်။ Okay အဲ့ဆိုရင်ကျွန်တော်ကဒါလေးက Okay ပုံတွေမထုတ်ပေးနိုင်ပါဘူးတဲ့အဲ့တော့အဲဒါဟာပြဿနာတစ်ခုပဲเนาะအဲ့တော့ကျွန်တော်စမ်းကြည့်လောက်ကတော့အင်္ဂလိပ်လို့ဆိုရင်တော့ဒီမှာပုံလေးတွေထုတ်ပေးတယ် အဲ့လိုမှမဟုတ်ဘဲနဲ့မြန်မာလိုရေးလိုက်တဲ့ခါကျရင်ပုံထုတ်ပေးတဲ့ခါလည်းရှိတယ်မထုတ်ပေးတဲ့ခါလည်းရှိတယ်အင်္ဂလိပ်လိုဆိုရင်တော့ထုတ်ကိုထုတ်ပေးတယ်နော်အဲ့တော့ဒါကိုကျွန်တော်တို့က print out လုပ်ခြင်းတယ်ဆိုရင်လည်းရတယ်ဒါမှမဟုတ်နားထောင်ခြင်းတယ် hey can you lee ထွက်ခဲ့ပါဟုတ်မပွချွေနဲ့စောရအောင်လीဟူသူမကပြောသည် can you lee ဒီတိတ်ဆိတ်နေစေဖြစ်သည်မပွချွေသည်သူ့ကိုပန်းပွင့်လေးများပေးချည်သည်ဒီပန်းပွင့်လေးအဲ့တော့မစိုးပါဘူး ူပြောထားတာလေးတွေကတော့မြန်မာလိုနားလည်လွယ်ပါတယ်အဲ့ဒါအရင်ကြီးဟိုနားလည်ရခက်တဲ့ထဲမှာတော့မပါဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါကိုအင်္ဂလိပ်လို story box လေးလောက်ခိုင်းလိုက်မယ်ဆိုရင်တော့သူကပုံရောစာရောပို့ပြီးတော့တတိယထွက်ပါတယ်အဲ့တော့အများကြီးအကျိုးရှိတယ်ကျွန်တော်အတုံးချတတ်မယ်ဆိုရင်ဂျပန်နိုင်ကကျွန်တော်ရဲ့လူမှုရေးစီးပွားရေးပညာရေးကျန်းမာရေးအဖက်ဖက်တောင်းပုံဆိုတာနေကျွန်တော်တို့အများကြီးအကူအညီပေးနိုင်တယ်အဲ့တော့မိတ်ဆွေအနေနဲ့ပုံထုတ်ရုံလောက်အဆင့်၄ကနေပြီးတော့ဂျမနိုင်းကိုစနစ်တကျနဲ့တေချာအတုံးချတတ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ပြောထားတာလေးတွေကိုတေချာလေးလိုက်စမ်းတတ်ကြည့်ပါ ဗီဒီယိုဒီတိကြည့်ပြတဲ့အကြောင်းလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်ပြီးတော့နည်းပညာနဲ့ပတ်သက်ပြီးတော့အကြောင်းတွေကိုဗီဒီယိုလုပ်ပြီးတော့တင်ပြမှာဖြစ်တဲ့အကြောင်းလို့ကျွန်တော် channel ကို like subscribe လုပ်ထားပေးပါအစအစအရရာအဆင်ပြေပေးခဲ့ပါစေမင်္ဂလာရှိတော့နေ့လေးဖြစ်ပါစေ